လုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Lisbon မှာတ냐စာအုပ်ဖတ်ခြင်းစီစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီ episode မှာနောက်တစ်ပတ်ကိုဆက်ပြီးတော့มาပပြပြပါမယ်ချက်ဝပြောနေသမျှကိုကျွန်တော်ဘက်မှာချောင်းဝင်ရေးမဖြစ်ပဲစိတ်ရှည်လက်ရှည်နားထောင်နေတယ်တကယ်တမ်းကျတော့လေချက်ဝဒီကျွန်တော်အားသူ့ထံသို့ပဲ့တင်တန်ပြန်ရောက်လာနိုင်သည့်နယံတစ်ခုတသားများသဘောထား၍ပြောပြနေခြင်းဖြစ်ဒီကိုကျွန်တော်သဘောပေါက်ပါသည်အမှန်တမ်းကိုခံရရင် ကျွန်တော်ကိုယ်တိုင်ကလည်းသူ့စကားကိုနားထောင်ရနိုင်ကိုကိုကိုနယံတစ်ခုတတမြတ်တာသဘောထားခဲ့တယ်။သူပြောသမျှကိုငြိမ်ငြိမ်စိတ်စိတ်နားထောင်နေခဲ့တော့ကျွန်တော်ဒီစိတ်ဝင်စားသည့်အခါတွင်လည်းစိတ်ဝင်စားသည်စိတ်လှုပ်ရှားသည့်အခါတွင်လည်းလှုပ်ရှားသည် သူ့အဖို့တော့ကျွန်တော်ဒီလူစိမ့်တယောက်ဖြစ်သည်။တွားရင်လာရင်မမျော်လင့်ဘဲနဲ့စုံမိခဲ့ကြရမှာတညတာအတူတူနေခွင့်ရခဲ့ခြင်းဖြစ်သည်။သူ့ပါလျက်နဲ့သူဒီ သူကြုံခဲ့ရသမျှအကြောင်းများကိုကျွန်တော်အားမရွှင်းမရှံပြပြလျက်ရှိ။အားကြောင့်နီးရှင်းပါသည်။သူရင်တွင်၌မြို့သိထားရသမျှကိုလူစိမ့်တယောက်အားပြောပြလိုက်ရှင်သည်။သူအတွက်အန္တရာယ်မရှိနိုင်။ပြီးတော့ဝန်းကျက်သလိုဖြစ်နေရသည်သူစိတ်သည်များစွာပေါ်ပါသွားနိုင်ဖွယ်ရာရှိနေသည်မဟုတ်ပါလား။သူအခိုက်တွင်စပွဲထိုးသည်ကျွန်တော်တို့ထံနောက်တစ်ခေါက်ရောက်လာပြန်သည်။ဂျာမန်တန်နမန်တူ ဆက်ရောက်လာကြအောင်တရင်ပေးခြင်းဖြစ်သည်သူကတနမန်စပွဲကိုလက်ညှိုးထိုးပြသည်အီတလီ၏တန်ရာရှိနှင့်သူ့အပေါ်မိမနှစ်ယောက်သည်ကျွန်တော်တို့နှင့်စပွဲငါးလုံးအကွာရှိစပွဲ၌နေရာယူထားကြသည်နှစ်ဦးစလုံးဘိုးသားဝတ်စုံအပြာများနှင့်ဖြစ်သည်ဂျမန်တန်ရာရှိသည်ကျွန်တော်တို့ဘက်ကြောပေးပြီးထိုင်နေသည်သူအခုလိုထိုင်နေသည့်အတွက်ကျွန်တော်မှများစွာစိတ်သက်သာရာရယုံများမကနေသာထိုင်သာရှိလာပါသည် လူချင်းမင်းတို့စိတ်ဝင်စားမယ်တဲ့တို့ကျွန်တော်လာပြောတာပါဟုတ်သဘွေတို့ကဆိုသည်စောစောကလူချင်းမင်းတို့ဂျာမန်လိုပြောနေကြတာကျွန်တော်ကြားခဲ့တယ်လေကျုပ်နဲ့ကျွန်တော်ဒီတရက်ကိုတရက်ဒုက္ခတဲ့အကြည့်ဖြင့်အကြည့်ချင်းဖလဲလိုက်မိကြသည်ဒုက္ခတဲ့အကြည့်ဆိုဒီမှာဘေးလူများမသိအောင်မျက်ခွန်များကိုအသာကလေးတန်ပြီးဘာကိုမှစိတ်ဝင်စားတယ်လို့ကြည်တော်အကြည့်ဖြစ်သည်ဒုက္ခတဲ့အကြည့်ဒီဖိတလလက်အောင်ဂျာမန်အကြည့်နဲ့အလွန်ရှားလာသည်သူတို့အကြည့်ဒီ ပတ်ဝန်းကျင်ရဲ့ရရှိမျက်နှာကိုဒရေကြီးတော်အဖြစ်ချောင်းကြည့်ခြင်းဖြစ်သည်ကြည့်နေရင်ကလည်းတယောက်နဲ့တယောက်တီတူစကားပြောတတ်သည်ထိုအချိန်နှမျိုးစလုံးသည်20ရာစုရင်ကျေးမှု၏အစိပ်ပိုင်းတစ်ခုဖြစ်နေခဲ့သည်မှာကြားပါပြီချက်ဝုတ်ကတော့နည်းနည်းကလေးမှစိတ်ဝင်စားသည့်မျက်နှာအဖြစ်စပွဲတို့အားမောချသည် သူဘဲသူဆိုတာတို့တည်ပါတယ်ကွာဟုပြောသည်ကဲတို့အတွက်ဝိုင်းထက်ယူခဲ့ဦးခုနောက်သူ့မျက်နှာသည်ကျွန်တော်ကလှဲလာသည်ကျွန်တော်ပြောနေတာ ဘယ်ရောက်သွားပါလိမ့်ဟုစကားပြန်ဆသည်။ဩဟုတ်ပြီဟုရေရွတ်ကအင်းစီတင်ရင်တော့အတန်ပြင်းသူ့အကြောင်းကိုဆက်ပြောသည်။ဟယ်လင်ကသူ့တငယ်ချင်းစီသွားပြီးမော်တော်ကားငှားတယ်။ကျွန်တော်ကအခန်းထဲမှာတယောက်တည်းကြံခဲ့တယ်။ညအမောင်ရိပ်တွေကျလာပြီ။ပြတမောက်တွေကိုဖွင့်ထားတော့မယ်။ကျွန်တော်မီးတွေပိတ်ပြီးအောင်ချတာလေ။ခန်းထဲမှာလူတယောက်မှမရှိဘူးလို့ထင်အောင်လုပ်ထားတာပါတကယ်လို့အပြင်ကဘဲနေတဲ့အကြခဲ့ရင် ကျွန်တော်အတန်မပေးပဲညင်နေမယ်လို့စေကူထားတယ်။ကဲ၍ကြောပြန်လာလို့လစ်ထတော်ကိုလိုအပ်လာရင်နောက်ပြဖက်ထွက်ပေါက်ကလစ်မယ်လို့ဆုံးဖြတ်ထားတယ်။ကျွန်တော်ဗဒမောင်နာမှာထိုင်ပြီးလမ်းမပေါ်ကထွက်လာနေတဲ့အတန်တွေကိုနားဆွနေတယ်။အကြီးအကျယ်ဆုံးချုံချင်းဆိုတဲ့ခံစားမှုကကျွန်တော်ရင်ထဲမှာပေါ်လာနေတယ်။ဒီခံစားမှုကြောင့်နာကျင်ခြင်းတော့မဖြစ်ပါဘူး။ဒါပေမဲ့အရေးကြီးတစ်ခုနဲ့တော့တူတယ်။ဒီအရေးကြီးဟာကျွန်တော်တကူလုံးဖြည်းဖြည်းချင်းနှွှမ်းချုံနေတယ်လို့ပဲ မော်တော်ကားတန်ကျန်းလိုက်ရတဲ့အတွက်အတွေးရင်ကျော်နေမျောနေရကဖြက်ခနဲ့အတိပြန်ဝင်လာတယ်။လမ်းတမီတိုင်းအလင်းရောင်အောင်မှာမော်တော်ကားပေါ်ကဆင်းလာတဲ့ဟန်လင်ကိုလမ်းမြင်ရတယ်။ပြီးတော့တိုက်ရဲအောက်ဘက်အခန်းတကားပေါက်ဘက်ခြောက်လာခဲ့တယ်။တောက်ဖွင့်တန်ကျန်းလိုက်ရပြီးအားပွင့်သွားတယ်။ခန်းထဲကိုဟန်လင်တူပြီးတူပြာဝင်လာတယ်။ဟန်လင်တို့သွားကြဆိုလို့သူကပြောတယ်။မောင်မွန်စတာဟိုတယ်ကိုပြန်ရမယ်မဟုတ်လားမောင်လက်ဆွဲတက်တာကိုဟိုတယ်မှာထားခဲ့တယ် ချက်ဝတ်ဆိုတဲ့နမည်နဲ့အခန့်ခါပြီးတဲနေရဆိုတော့အဲ့ဒီကိုပဲပြန်ရမှာပဲတခြားသွားစရာနေရာမရှိဘူးခန်းကားကိုရှင်းပြပြီးတခြားဟိုတယ်တခုသွားတဲ့ရင်မကောင်းဘူးလားဘယ်ဟိုတယ်ကိုသွားမလဲဟုတ်တော့ဟုတ်တာပဲဘယ်ဟိုတယ်ကိုသွားမလဲခင်းလင်းကစဉ်းစားနေတယ်မောင်တဲရမှန်တယ်မွန်စတာဟာအနည်းဆုံးဟိုတယ်ပဲကျွန်တော်လက်ဆွဲတက်တာထဲမှာကအသုံးလုံးမဲ့ပစ္စည်းလေးတွေထည့်ထားတယ်သွားပြီးမယူလို့ကတော့မဖြစ်ဘူး ဲ့တော့ကားကိုတိုက်ရှိမှရဲ့ကျွန်တော်ကကားဝတ်တဲ့ Monster Hotel ကိုသွားကိုရောက်တော့ Helen ကလက်ဆွဲတက်တာကိုတက်ယူအဲ့တလူလုပ်တာအကောင်းဆုံးဖြစ်မယ်လို့ဆုံးဖြတ်လိုက်ကြတယ်ကျွန်တော်လမ်းပေါ်ကိုရောက်လာရင်ကျွန်တော်ကိုဘယ်သူမှမမြင်ကြဘူးပူနွေးနွေးတွေဟာခက်ပြင်းပြင်းတိုက်ခတ်နေတယ်တစ်ပင်တွေစီကတည့်ရွက်တွေရဲ့မိသားတွေကိုကြားနေရတယ် Helen ကစီပြောတယ်တက်လီမြင်မြန်တက်တယ်ကျွန်တော်ကားထဲရောက်သွားတယ် ခင်းနဲ့မျက်နှာကိုကားထဲကမီးအောင်နဲ့အသေးစားမြင်နေရတယ်။ကားကိုတတိထားမောင်းမှဖြစ်မယ်။ကားတိုင်းကိုဖြစ်လို့ကတော့ပလက်ရောက်လာမှာ။အဲ့ဒါဆိုရင်အလုံးသွားရောပဲ။ဟယ်လန်တို့အတွက်အလိုအဆုံးကအဲ့ဒီတစ်ချက်ပဲလို့သူကပြောတယ်။ကျွန်တော်ကဘာမှပြန်မပြောဘူး။ဒီလိုကိစ္စတွေမှာစစ်ပြေးဒုက္ခတွေဟာစကားမပြောကြဘူး။စကားပြောရင်ဘေးဒုက္ခကိုဖိတ်ခေါ်တယ်လို့ဖြစ်တယ်တဲ့။ဟယ်လန်ကကားကိုတတိထားပြီးမောင်းသွားနေရတာက သူ့ဘာသာသူတယောက်တည်းကားနဲ့စကားပြောသွားတယ်။မော်တော်ယာဉ်ပလိအနာမော်တော်ကားရက်နေရတဲ့အခါမှာဆိုရင်သူဟာဖျားတာပြီးဆူတောင်းနေတယ်။မိညင်နေတို့လိုကားကိုရက်ထားရတဲ့အခါမှာလည်းစိတ်မှာတော့မြ мян စိတ်မှာတော့ဒုက္ခပါပဲ။ဘာကြောင့်ဒီလောက်ကြာနေရတာလဲလို့စိတ်မရှိတဲ့အတန်နဲ့ရေရွတ်နေတယ်။သူ့ရေရွတ်တဲ့နေကိုနားထောင်ပြီးကျွန်တော်စိတ်ရှုပ်လာတယ်။ခေါင်းလေးနှောက်ကြည့်လာတယ်။ကျွန်တော်ကတော့အခုချိန်ဟာဟယ်လင်နဲ့ကျွန်တော် အတူတူတွဲနေရတဲ့နောက်ဆုံးအချိန်ပဲမြို့ပြင်းနဲ့ထွက်လာရောသူ့စိတ်ဟာပြန်ပြီးတည်ငြိမ်လာတယ်။မောင်မွန်စတာဟိုတယ်ကဘယ်တော့လောက်ခွာမဲလို့စီစဉ်ထားတယ်လို့ပြောနေတယ်။ကျွန်တော်မသိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်မှသွားစရာနေရာမှမရှိ啊။ကျွန်တော်တေချာဖို့တည်တာဆိုတော့တခုပဲရှိရဲ့။အဲ့ဒီမှာကျွန်တော်ကြာကြာနေလို့မဖြစ်ဘူးဆိုတဲ့အချက်ပဲ။မင်းအချိန်ကုန်ပြီဆိုတဲ့သတိပေးတဲ့ကိုစိတ်ထဲကတည်နေတယ်။ကျွန်တော်ပါဇက်ကစကားတလုံးတွက်ခနဲ့ထွက်သွားတယ်။မနှက်ဖြင့် သူဘာမှပြန်မပြောဘဲငြိမ်နေတယ်။တော်တော်ကြာမှထပ်မိတယ်။ဘယ်ကိုသွားမယ်ဆိုတာရောစဉ်းစားပြပြလားတဲ့။ကျွန်တော်အခန်းထဲမှာတယောက်တည်းထိုင်နေတုန်းကဒီကိစ္စကိုစဉ်းစားခဲ့တယ်။မိရထားစီးသွားပြီးနေဆက်မှာနိုင်ငံကူးလက်မှတ်နဲ့ကြံကူးဖို့ဆိုတာက အလုံးကိုစဉ်းစားရမယ့်အလုပ်ဖြစ်နေတယ်။နေစားဆောင်ပလိတ်တွေကနိုင်ငံကူးလက်မှတ်ပြရုံနဲ့ကျင်းတဲ့ချိန်မှာကျင်းနေမယ်။တခြားစာရွက်စာရွက်တွေတောင်းချင်တောင်းမယ်။ဆိုပါစို့ထွက်ခွင့်ဗီဇာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရထွက်ခွာဟွန်ဘေးဘီကြောင့်ထောက်ထားစာရွက်အဲ့ဒါတွေတောင်းလာရင်ကျွန်တော်မှမရှိဘူးလာလန့်အတိုင်းပြင်ရင်ကောင်းမယ်လို့ထင်တာပဲပထမဩစတြေးလျနိုင်ငံထဲကိုဝင်မယ်ပြီးတော့မှရိုင်းမြစ်ကိုဖြတ်ပြီးဆွစ်ဇာလန်နိုင်ငံဘက်ကူမယ်ကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်လာတာနဲ့သူ့ကိုလက်ကြည့်လိုက်တယ်ဒီအကြောင်းကိုမပြောကြတာပဲကောင်းမယ်လို့ထင်တယ်ပြောရင်လည်းနည်းချင်းတော့ပဲပြောကြတာပေါ့လို့ပြောလိုက်မိတယ်ဟဲ့လည်းကောင်းကျင်တယ် ဟင်းနဲ့မှာငွေနည်းနည်းပါလာတယ်။မောင်အတုံးလိုချင်လို့မှနေဆက်ကိုဖြတ်တဲ့အခါယူသွားလို့ရတယ်မဟုတ်လား။ယူသွားပေါ့။ချွေဆန်လန်ရောက်ရင်လဲလို့ရတယ်မဟုတ်လားလို့ပြောတယ်။ရပါတယ်။ဒါပေမဲ့မင်းမအတုံးမလိုဘူးလား။ဟင်းနဲ့အတူယူလာလို့ကမဖြစ်ဘူး။နေဆက်ရောက်ရင်ဟင်းနဲ့ကအခြားခံရမှာတေချာတယ်။ဟင်းနဲ့တို့အနေနဲ့မန့်ငွေအနည်းပါပဲယူခွင့်ရှိတာ။ကျွန်တော်သူ့ကိုပါဇက်အဟောင်းသားနဲ့ငေးကြည့်နေမိတယ်။သူ့ဘာတွေပြောနေတာလဲ။ ငွေကဘယ်လောက်များလို့လဲခင်းနေကဖြတ်ကနေလမ်းကြည့်တယ်မောင်းထဲသလောက်မနေဘူးစုလာတာတော်တော်ကြပြီဟိုအိတ်ထဲမှာထည့်ထားတယ်ခင်းနေကတရေအိတ်တိတိလေးတစ်လုံးကိုလက်ညှိုးထိုးပြီးပြတယ်မတ်တရားတွေများတယ်မတ်20တန်းအထုပ်ထုပ်ထုပ်လဲပါတယ်မောင်းအနေနဲ့အရွက်ကြီးတွေလဲနေဖို့မလိုဘူးအဲ့ဒါမောင်းငွေပဲယူထားပါတီကမောင်းငွေကိုမသိမ့်ဘူးလားဘယ်မသိမ့်မဲနေပါလဲသိနာဘူး သူတို့မသိခင်ဘန်ကဝန်ထမ်းတယောက်ကူညီနေဒီငွေကိုထုတ်ထားလိုက်တာမောင်အတွက်လိုမှာပဲဆိုပြီးလှုပ်ထားတာမောင်စီကိုပို့ပေးမလို့စိတ်ကူးပေမဲ့မောင်ဘယ်ရောက်နေမှန်းမသိဘူးမပို့နိုင်ဘူးပေါ့မောင်မင်းစီကိုစာရေးဖို့အမြဲတမ်းတရရတယ်မေးဝန်းမင်းကိုသူတို့စောင့်ကြည့်နေမှာပဲလို့တွက်မိတယ်။စာရင်းလိုက်လို့သူတို့တိသွားရင်မင်းကိုဖမ်းပြီးအကျဉ်းစခန်းပို့မှာအဲ့ဒါတော့မဖြစ်စေချင်ဘူး။ ်ဒီအကြောင်းတစ်ခုတည်းတော့ဟုတ်မှန်မထင်ဘူးလို့ခေလင်ကပြောတယ်မဟုတ်ဘူးကျွန်တော်တို့မော်တော်ကားဟာအိမ်ဖြူဖြူကလေးတွေတန်းစီနေတဲ့ရွာကလေးတွေကဖြစ်လာတယ်ယူနီဖောင်းဝတ်လူတွေဟာရွာလယ်မှာဟန်ရေးတပြပြနဲ့လမ်းတလားနေကြတယ်ဘီယာကမ်းမတွေကတရှင်းဆိုတဲ့တွေကလည်းစူညံနေတာပဲစစ်ကတော့ဖြစ်တော့မှာပဲလို့ခေလင်ကပြောတယ်မောင်းပြန်လာတာအဲ့ဒါကိုသိလို့လားစစ်ဖြစ်တော့မယ်ဆိုတာမင်းဘယ်လိုနည်းနဲ့သိတာလဲကျောစီကတရင်ရတာ မောင်းပြန်လာတာအဲ့ဒါကြောင့်လားအနေကဒီမီးခွန်းမဲထက်တယ်လည်းလည်းမင်းနေတယ်။ဘာကြောင့်သူတတော်သိရှင်နေရတာလဲကျွန်တော်အောင်းအောင်းနေမိတယ်။ခုဆိုရင်ကျွန်တော်ပြန်တော့မှာမဟုတ်လားဟုတ်တယ်ဟင်းလင်းအဲ့ဒါလည်းအကြောင်းကြောင်းပဲမောင်ခုရောက်လာတာဟာဟင်းလင်းကိုပေါ်ပေါ်ပဲမဟုတ်လားကျွန်တော်သူ့ကိုအားအသင့်မြင်ချင်နေမိတယ်ပြီးတော့ဖះတားလိုက်မိတယ်မင်းဘာတွေပြောနေတာလဲဟင်းလင်းမောင်သွားလာလှုပ်ရှားနေရတာဟာအပျော်ခီးထွက်နေတာမဟုတ်ဘူး ဒီကြားထဲမှာစစ်တာဖြစ်လိုက်ရင်ဘယ်လောက်ကြောက်စရာကောင်းလိုက်မလဲဂျာမန်မှန်သမျှအကုန်ထောင်ထဲရောက်မှာကျွန်တော်တို့မြေထားလန်ကူဂိတ်တစ်ခုရောက်မှာကားကိုရက်ထားတယ်ခေးဆောင်တဲချီကပန်းချံသေးသေးလေးတစ်ခုရှိတယ်ပွင့်နေလိုက်ကြတဲ့ဒီလီယာပန်းနဲ့နှင်းစီပန်းတွေပတ်လိုက်တယ်တော့မယ်ကျွန်တော်တို့နောက်မှာတန်းစီပြီးရက်နေတဲ့ကားတွေအများကြီးပဲကျွန်တော်တို့နောက်တစ်တက်မှာဖက်ပြီးရက်နေတဲ့ကားက Opel ကအဲ့ဒီကားထဲမှာလူလေးယောက်ပါတယ် တယောက်ကအဖွားကြီးကျွန်တော်တို့ဘေးတစ်ဖက်မှာတော့မာစီဒီကကာမွန်နဲ့ကောင်က SS လို့ခေါ်တဲ့စစ်ပလိထော်လန်ရဲ့အဖွဲ့ uniform ဝတ်ထားတယ်။နောက်ဘက်ထိုင်ကုန်းမှာထိုင်နေတာက SS အရာရှိနေရ။အနက်ရောင် uniform တွေနဲ့မျက်နှာတွေကဖြူရော်ရော်ကြက်တည်းရေးမရှိဘူး။ကားချင်းကတိတ်ကန်နေတော့ကားထဲကလူကိုကျွန်တော်လက်နဲ့လှမ်းပုံမယ်ဆိုရင်တော့ရတယ်။မြေထားကလည်းကြာလိုက်တာတော်တော်နဲ့ကိုပုံလာဘူး။ ကျွန်တော်ဘေးမှာထိုင်နေတဲ့ခန်းထဲကစကားမပြောဘူးရင်ကုန်နှုတ်ပိတ်လုပ်နေတယ်ဘေးကမာစီကဟာခြေကိုတိုးသွားတယ်ဒီတကားနဲ့ကားကောင်းဟာတိတိမတက်ပဲတိတိရှာရှာကြည့်လိုက်ရင်အသေးကောင်းတစ်ကောင်းကိုတင်လာတဲ့မသားရထားနဲ့တော်တော်ကိုတူနေတာကျွန်တော်တို့စောစောကပြောနေတဲ့စစ်ရဲ့နမိပြအနေထိုင်ရုံတစ်ခုလိုပဲယူနီဖောင်းကအနက်မော်တော်ကားကအနက်မျက်နှာတွေကတမင်ဟန်လုပ်ပြီးကျင်းထားပြီးမြင် ဖြူဖက်ဖြူရောနဲ့သွေးဆုပ်နေတဲ့လူဒီကောင်မျက်နှာမျိုးတွေကိုလုံးကိုထဲကလည်းကြုံလီနေတယ်အချောက်လိုလိုဘာလိုလိုပုံမျိုးသူတို့ကိုမြင်ရတာနဲ့ပဲနင်းစီမန်းနဲ့လည်းပျောက်သွားတယ်လူဒီကောင်အနှံ့လိုမျိုးရလာတယ်မိထားဟာခေတ္တကားကိုဘောခနဲ့ဖြတ်သွားတယ်အေးစင်နေပါတဲ့အမြင်ထားပဲမိတွေကလည်းထိန်နေနေတာပဲစားတော့တွေတဲ့ကသပွဲခင်းဖြူဖြူတန်းတန်းအောင်မှမြင်လိုက်ရတယ်ခေတ္တကားလည်းဖွင့်ရောမာစတီကားဟာ ရှည်ဆုံးကနေပြီးထွက်သွားတယ်။အမောင်လူတဲ့တိုးဝင်သွားပုံကမြန်လွန်းလို့တော်ပီဒိုတစ်ခုပြစ်လွှတ်လိုက်တယ်လို့ပဲ။ဟယ်လင်ကမောင်နှင်းလိုက်မှလို့ဟယ်လင်ကပြောတယ်။ဟာ။မင်းဘာပြောလိုက်တာလဲ။မောင်နှင်းတခါတည်းလိုက်ခင်မင်း။ဘာပြုလို့မလိုက်ရမှာလဲ။ဟယ်လင်ကမော်တော်ကားကိုရိုက်လိုက်တယ်။ပဝန်းညင်ဟာတိတ်ဆိတ်နေတယ်။ညရဲ့အတန်တွေကိုတော့ကြားနေရတယ်။ဟယ်လင်ဘာကြောင့်မလိုက်ရမှာလဲ။ဟယ်လင်ကဒေါသတန်နဲ့ထပ်ပြောတယ်။ ီတခါလဲမောင်ကခဲထင်းကိုထားပစ်ခဲ့အောင်မလို့လားကားထဲမှာမီးရောင်နဲ့သူ့မျက်နှာချူရော်ရော်ဖြစ်နေတာကိုမြင်နေရတယ်။မာစီတီကားတဲ့ကအရာရှိနှကောင်ရဲ့မျက်နှာတွေနဲ့တောင်တူနေတယ်။တင်မိကြထားတဲ့မျက်နှာမျိုးအဲ့ဒီအချိန်မှာကျွန်တော်ကောင်းတဲ့ကိုအတွေ့တစ်ခုဝင်လာတယ်။စစ်ကြီးဖြစ်လာရင်ကျွန်တော်တို့နှစ်ယောက်ပြန်တွေ့ဖို့လွယ်မယ်မထင်ဘူး။စစ်ကြီးပြီးတော့တော့ရောတယောက်ကိုတယောက်ရှာလို့တွေ့ကြမလဲလား။ချင်း ဟန်နင်းကိုပေါ်ပေါ်လာတာမဟုတ်ဘူးဆိုရင်တော့ရှင်အခုပြန်လာတာဟာတက်တက်မဲ့အဖြစ်တခုကျူးလွန်တာပဲလို့ဟန်နင်းကဒေါသတကြီးနဲ့ပြောတယ်။ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ရှင်ဟန်နင်းကိုခွေတဲ့ကြောင့်ပတ်မလို့ရှင်ပါနဲ့။မောင်မလို့ပါဘူး။မောင်ဆိုလိုတဲ့အတိတ်ပဲကိုမင်းနားမလဲတာပါ။အော်ဟုတ်လား။ဒါဆိုရင်ရှင်အခုပြန်လာတာဘာအတွက်လဲ။ဘာကြောင့်လဲ။ဟန်နင်းကိုမလိမ်ပါနဲ့။ဟန်နင်းကိုနှုတ်ဆက်ပြီးတယောက်တည်းပြန်သွားဖို့ပဲလား။အမှန်တိုင်းဖြစ်ပါ။မဟုတ်ပါဘူးကွယ်။ ဒါဆိုရင်ဘာကြောင့်လဲပြောပေါ့ဒီမှနေပြီးကိုကိုကိုတက်တည်ဖို့ပြလာတာလားကျွန်တော်ကပေါင်းပါပြတယ်သူနားနဲ့လက်ခံနိုင်မယ့်အဖြစ်ကတကူတည်းပဲရှိတယ်ဆိုတာကျွန်တော်သိနေတယ်အခုလုံးလုံးစေကတော့ဒီအဖြစ်တခုကလွဲပြီးတခြားအဖြစ်ပြလို့ရမှာမဟုတ်ဘူးမောင်းပြလာတာဟာမင်းကိုပေါ်ဖို့ပါမင်းအခုတည်းနားမလည်သေးဘူးလားလို့ကျွန်တော်ကပြန်ပြောတယ်သူ့မျက်နှာဟာချက်ချင်းပဲပြောင်းသွားတယ်သူ့ဒေါသဟာပြေသွားတယ်မျက်နှာကချက်ချင်း ကြည်လင်ဝင်လာလာပြီးလာလာတယ်။မောင်နှုတ်ကပြောဖို့တော့လူတာပေါ်တယ်။မောင်ပြောချင်ပါတယ်ဟဲ့လေ။ပြောချင်ဆုံးတော့စကားတစ်ခုမှ။ဒါပေမဲ့မဖြစ်နိုင်တဲ့အခြေအနေဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ဘာမှမဖြစ်နိုင်ကြမှရှိဘူး။ဟဲ့နဲ့မှာနိုင်ငံကူးလက်မှတ်ရှိတယ်။သူစကားကိုကြားတော့ကျွန်တော်ရုတ်တရက်ဘာပြောရမှန်းမသိဘူး။သူ့ကိုကြောင်ပြီးကြည့်နေမိရဲ့။စကားဟာဖြုံးခနဲ့မိုးချိန်ပြီးလျှက်စီးလက်လိုက်တယ်လို့ဖြစ်သွားတယ်။မင်းမနိုင်ငံကူးလက်မှတ်ရှိတယ်ဟုတ်လား။ ိုင်ငံသားကိုသွားလို့ရကြတာရင်လို့ကတော့ကမျောပေးလိုက်မိတယ်။ဟယ်လင်ကသူ့လက်ပွေးအိတ်ကိုဖွင့်ပြီးနိုင်ငံကူးလက်မှတ်စာအုပ်ကိုထုတ်ပြတယ်။သူ့အနေနဲ့စာအုပ်ကိုပိုင်ယူလာမှာကဘူး။သူ့လက်ထဲမှာရှိနေတယ်။တော့ကိုအံ့ဩစရာကောင်းတဲ့ကိစ္စပါ။လက်မှတ်ကတူမဟုတ်ဘူးအစ်စ်။တရားဝင်လက်မှတ်ဒါကိုမင်းဘယ်တော့မှရထားတာလဲလို့ကျွန်တော်မမေးမနေနိုင်ဘူး။လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကရထားလို့သူကပြောတယ်။ဟယ်လင်ဒီလက်မှတ်ကိုသုံးခဲ့တာတုံးတာရှိသွားပြီ။ ပထမတစ်ကြိမ်ဩစတြီးယားကိုသွားတယ်။ဆွစ်ဇာလန်ကိုသွားတာနှစ်ပေါက်ရှိသွားပြီ။ကျွန်တော်နိုင်ငံကူးလက်မှတ်ထားအုပ်ကိုရှောက်လိုက်ကြည့်တယ်။ကျွန်တော်လက်ထက်ကစာအုပ်ဟာတခက်နိုင်ငံကူးလက်မှတ်စစ်ပါလား။ဟန်နဲ့အနေနဲ့ဂျာမနီကမလိုရနိုင်ပြီ။ဟန်နဲ့ကတအံ့တော်ဖြစ်နေတဲ့ကျွန်တော်ကိုလမ်းကြည့်ပြီးပြောတယ်။ရှင်းနေမဟုတ်လားတဲ့။ကျွန်တော်ရောင်းငန်းငန်းနဲ့ခေါင်းငိတ်ပြလိုက်တယ်။မြေသားစီပြီးထွက်သွားလဲရတာပဲလို့ပြောလိုက်မိတယ်။ပြီးတော့လက်မှတ်စာအုပ်ကို ထပ်ကြည့်လိုက်တယ်။ဒါပေမဲ့ပြင်သစ်နိုင်ငံဝင်ခွင့်ဗီဇာတော့မပါဘူး။ဇူရီကျရင်တော့ပြီးမှာပါ။ဆွစ်ဇာလန်ကျတော့လည်းဝင်ခွင့်ဗီဇာမလိုဘူး။ဟုတ်တယ်။ဒါပေမဲ့မင်းမိဘနဲ့ညီကိုမောင်နှမတွေကဘယ်လိုလုပ်မလဲ။သူတို့ကသွားခွင့်ပေးမတယ်လား။သူတို့ခွင့်ပြုချက်ကိုတောင်းနေစရာမလိုပါဘူး။ဘယ်သွားမယ်ဘယ်လာမယ်ဆိုတာလည်းပြောပြနေစရာမလိုပါဘူး။ကျမဇူရီကိုသွားပြီးဆီယံဝန်ပြမလို့ဆိုရင်ပြီးတာပဲ ။အရင်နှစ်ခေါက်သွားတုန်းကလည်းအဲ့လိုပြောပြီးသွားခဲ့ရပဲ။နေမကောင်းလို့လား။ဘယ်ဟုတ်မလဲ။နိုင်ငံကူးလက်မှတ်ရခြင်းလို့ပြောရတာပါ။ဒီကထွက်ဖို့ပေါ့။ဒီမှာနေရတာကကိုရောစိတ်ပါမလွတ်လပ်ဘူး။အမြင့်တစီမွန်းချက်နေရတယ်ပေါ့။ဘယ်ကိုသွားသွား SS ထောက်လန်းကြီးတွေကိုချောင်မရတဲ့ဘဝ။လူနဲ့သူနဲ့တူအောင်နေရတဲ့ဘဝမှာမဟုတ်တာ။စောစောပိုင်းကအခန်းထဲတွင်ဟယ်လင်အားကျောကဆီယံဝန်သွားမပြဘူးလားဟု ်ပေးခဲ့တဲ့စကားကိုကျွန်တော်သတိရလိုက်ပြီမင်းနေကောင်းတယ်ဆိုတာရောတကယ်ဟုတ်ရဲ့လားလို့ကျွန်တော်ကစိုးရိမ်စိတ်ဖြင့်မေးမိသည်မကြောင်ရင်စမ်းမှန်းမောင်ရင်ဟဲနစ်မိသားစုကတော့ဟဲနစ်ကိုမကြမ်းပါဘူးလို့ထင်ထားတယ်ချင်းအောင်လည်းဟဲနစ်ကြိုးစားထားရတယ်ဒါမှလည်းသူတို့ရဲ့အနှောင့်အယှက်ကလွတ်မှာပြီးတော့ဒီကထွက်လို့ရမှာဒီကိစ္စကတော့လွယ်ပါတယ်မာတင်ကအကူအညီလို့အဆင်ပြေတယ်ဘာလင်ကဆရာဝန်တွေထက်ပိုတိပိုတက်ပိုနားလေတဲ့ ထူးကုဆရာဝန်ကြီးတွေဟာဆွစ်ဇာလန်မှာပိုများတယ်ဆိုတာဂျာမန်အာဏာပိုင်တွေနားလည်အောင်လုပ်ရတာကတော့ဖြစ်တယ်။ဒီကလူတွေကတော့သူတို့ကလွယ်ပြီးဘယ်သူမှတက်တယ်လို့မထင်တဲ့လူတွေဆိုတော့ငခဲ့တာပေါ့။ခန်နေကသူစကားသူသဘောကျပြီးရေတယ်။ပြီးတော့ကျွန်တော်ကိုတစ်ချက်လမ်းကြည့်တယ်။တိတ်လေတုံ့လုံးမနေပါနဲ့။ဘေးရန်တွေရှိမယ်မထင်ပါဘူး။နေရာဆောင်တက်တွေကိုရှောင်တင်းနေကြမလို့ပါဘူး။ဖန်နဲ့အနေနဲ့ဇူရင်မျိုးက ဆရာဝန်ပြဖို့လာတာလို့ပြောမှာပေါ့အရင်အခေါက်တုန်းကလည်းဒီလိုပဲပြောခဲ့တာပဲမောင်ကဟိုကနေပြီးစောင့်ရင်ဖဲလင်းနဲ့မဆုံမီပဲဖဲနေမလဲအားလုံးအဆင်ပြေသွားမှာပါအင်းပေါ်လေးတို့ကျွန်တော်ကလိုက်တဲ့ပြန်ပြောတယ်မိကာကိုဆက်မောင်ရင်ကောင်းမယ်ထင်တယ်ကြုံနေရတဲ့အရှင်တွေကကောင်းလွန်အားကြီးတော့တတော်တွေက SS split တွေတရင်တရင်လောက်ထွက်လာနိုင်တာကို မစင်စမ်းမိတော့ဘူး ိစ္စတစ်ခုနဲ့ပတ်သက်လို့မောင်ကတော့လွယ်လွယ်ကလေးဖြစ်သွားလိမ့်မယ်လို့ဘယ်တော့မှတွေးလေတွေးထားမရှိခဲ့ဘူးခင်လေအရှိရဲ့လို့ဟင်လင်ကနုညံ့တိမ်မွေးတဲ့နေတဲ့နဲ့ခေါ်တယ်လွယ်လွယ်နဲ့အစဉ်ပြေသွားမဲ့လက္ခဏာရှိပါတယ်မောင်ရင်ဟင်လင်တို့မှာကမျောလင်းချက်ကင်းမဲ့တယ်လို့ဖြစ်နေကြတဲ့လူတွေမဟုတ်လားအခုရလာတဲ့အခွင့်အလမ်းဟာအလွန်ထူးဆန်းတဲ့အရာတစ်ခုပါတကယ်လို့အခုလိုသားအမြင့်တစီကြုံရမယ်ဆိုရင်တိတ်ကောင်းပါမယ်မောင်တိပါတယ် ရှားလို့တော့မှရဖို့မလွယ်တဲ့အခွင့်အလမ်းပါကျွန်တော်တို့ကဟာဖုံဝန်လုံထူးတဲ့လမ်းဘေးကနေပြီးအဝေးပြေးလက်မကြီးပေါ်ရောက်သွားတယ်။ဟန်နဲ့အဖိုးကတော့ဘာပြဿနာမှမရှိဘူးတဲ့ဟန်ကပြောတယ်။စိတ်ပြတ်တဲ့လက္ခဏာလုံးဝမတွေ့ရဘူး။ဟန်နဲ့အနေနဲ့မောင်ကြုံနေရတဲ့ဘဝမျိုးမှာနေထိုင်သွားနိုင်ဖို့ကြိုတင်ပြင်ဆင်ထားပါတယ်။စိတ်မပူပါနဲ့တဲ့ဒီ episode ကိုဒီမှာရပ်လိုက်ပါမယ်။ နောက်တစ်ပတ်ကိုနောက်အပီဆိုဒ်မှာကျွန်တော်ထပ်ပြီးတော့မှဖတ်ပြပေးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်